ရုရှားသမ္မတပူတင်နဲ့ယူကရိန်းသမ္မတဇီလန်စကီတို့နှူးဦးသားမျက်နှာချင်းဆိုင်တွေ့ဆုံမလားဆိုတဲ့သတင်းတွေထွက်နေတဲ့အချိန်တွင်းမှာပဲအားလုံးအထင်နဲ့မြင်မှားစွာပဲယူကရိန်းနဲ့ရုရှားတို့ဟာနိုင်ငံပြည်တော်တွေကိုဒရုန်းတွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ရုရှားနဲ့ယူကရိန်းကြားအကြီးအမားဆုံးကျင်းသာလေလေမှုစီစဉ်စတင်နေချိန်မြို့တော်မော်စကိုနဲ့ ကိမ်တို့မှာအပြန်အလှန် drone တွေနဲ့ကြီးကျယ်တိုက်ခိုက်ခဲ့ပါတယ်။ရုရှားနိုင်ငံမော်စကိုကိုဥတီပြန်တန်းနေတဲ့ drone တရာစင်လောက်ကြားဖြတ်ပစ်ချခဲ့တယ်လို့ရုရှားစစ်တပ်ကဆိုပါတယ်။ယူကရိန်းနိုင်ငံကိမ်မြို့မှာလည်းရုရှားရဲ့တိုက်ခိုက်မှုကြောင့်ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ရုရှားရဲ့ညာလုံးပေါက်တိုက်ခိုက်မှုကြောင့်မြို့တော်ကိမ်မှာလည်းလူ73ထပ်မံနေသေပြီး90ကျော်ထဏ်ရရပါတယ်။ မျိုးကန်တွေကိုမောကာတွေအောင်းမနေတယ်လို့မျိုးတော်ဝင်ပီတာလီကလပ်ကိုကသတိပေးထားပါတယ်မျိုးတော်တိုက်ခိုက်ခံနေရတဲ့ဆိုရင်လေကြောင်းရဲ့ကာကွယ်ရေးစနစ်တွေကအကောင်းကောင်းကာကွယ်ထားပါတယ်ဆိုပါတယ်ရုရှားကပယ်ထင်းတုံးကြီး14စင်းဒရုန်းစင်း250နဲ့တိုက်ခိုက်ခဲ့တယ်လို့ Ukraine ရအနာပိုင်းကပြောပါတယ် Ukraine ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် Moscow ဒေသအဓိကချက်ချကြတဲ့ Shari Maribo ဒေသပါဝင်၄စိတ်၄ခုနဲ့မနေကန့်သတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ရုရှားတာဝန်ရှိသူတွေကပြောပါတယ် ယူကရိန်းဟာပြီးခဲ့တဲ့အင်္ဂါနေ့နောက်ပိုင်း drone 689စင်းဒုံးကြီးတွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ရုရှားစစ်တပ်ကပြောပါတယ်။ယူကရိန်းသမ္မတဇီလန်စကီကတော့ရုရှားရဲ့တိုက်ခိုက်မှုတွေဟာစစ်ပွဲကိုတဆိုးရှင်နေအောင်မှာဖြစ်ပြီးပိတ်ဆို့ရည်ရွယ်မှုတွေအရှိန်မြှင့်ဖို့နိုင်ငံတကာကိုတောင်းဆိုနေပါတယ်။နှစ်ဖက်အကြားတူရကီမှာပြီးခဲ့တဲ့တရင်ဘက်ကကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာတော့ပြည်ခက်ရစဲသဘောတူညီမှုမရခဲ့ပဲနှစ်နိုင်ငံအကျဉ်းသားတထောင်စီလဲလှယ်ဖို့သဘောတူခဲ့တာပဲဖြစ်ပါတယ်။ အခုကယူကရိန်းနဲ့ရုရှားဟာနှစ်နိုင်ငံအကျဉ်းသားတွေကိုတော့ပြန်လည်လဲလှယ်နေပြီဖြစ်ပါတယ်။ဒါဟာလက်ရှိအချိန်ထိတမိုင်းတစ်လျှောက်အကျဉ်းသားအများပြားပထမဦးဆုံးလဲလှယ်မှုလို့ပြောလို့ရပါတယ်။ယူကရိန်းဘက်ကဖမ်းထားတဲ့ရုရှားရဲ့စစ်တုံးပန်းတွေကိုဆေးလွတ်မှာဖြစ်တယ်လို့ရုရှားဘက်ကဖမ်းထားတဲ့ယူကရိန်းရဲ့စစ်တုံးပန်းတထောင်စီအပြန်အလှန်လဲလှယ်ခဲ့တာပဲဖြစ်ပါတယ်။ဒီအချိန်တွေကလွယ်ပြီးတော့ဘာတိုးတက်မှုမှမရသေးဘူးလို့ယူကရိန်းသမ္မတဆီလန်စကီးကပြောပါတယ်။